္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ကတားမြို့ကိုထွက်ပြေးနေတဲ့တပ်မ80ခွန်ကစစ်ကူစစ်ကြောင်းကို KIA ပူးပေါင်းတပ်ကလိုက်လံတက်ခိုက်ရမှာစစ်သား34ဦးထိအရှင်ဖမ်းမိထားပါတယ်။ဒီပနိုင်ငံတွေကိုအလောက်ကန်နဲ့တွားရမှုတွေအားလုံးကိုကန့်သက်စစ်စစ်လိုက်ကြောင်းစစ်ကောင်စီကတရားဝင်အသိပေးကြေညာတဲ့သတင်းပါဝင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်းတပုတ်ကတော့သခိုင်းတိုင်းကပာမြုပ်ကိုထွက်ပြေးနေတဲ့စစ်ကောင်စီအကြမ်းဖက်စစ်တပ်ရဲ့တပ်မ80ခုကစစ်ကူစစ်ကြောင်းကို KI ပူပေါင်းတပ်ကလိုက်လံတိုက်ခိုက်ရမှာစစ်သား34ဦးအထိကို အရှင်ဖမ်းမိထားတယ်လို့ KI ရဲ့စေတရင်မြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါတယ်မလ15နေ့နဲ့မလ16နေ့တို့ကကပာမြုပ်ဘက်ကနေအင်းတော်မြုပ်ဘက်ကိုစစ်ကူလာရောက်နေတဲ့တပ်မ80ခုက အင်အား150ပါတဲ့အကြက်ဖက်စစ်တပ်စစ်ကြောင်းကို KIA PDF ပူပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်သား40ဦးဟာသေသွားတာဖြစ်ပြီး 30ဦးကိုအရှင်ဖမ်းမိကလက်နယ်ခရင်အများအပြားကိုလည်းတင်ဆက်ရရှိခဲ့တာဖြစ်ပါတယ်။မလ18ရက်နေ့မှာတော့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကစစ်သား၄ဦးကို KIA ပူးပေါင်းတပ်ကထပ်မံဖမ်းဆီးနိုင်ခဲ့ပြီးစုစုပေါင်းအရှင်ဖမ်းဆီးရမိတဲ့စစ်ကောင်စီတပ်သား34ဦးထိရှိလာပြီဖြစ်တယ်လို့လည်းသိရပါတယ်။အဲဒီလိုတိုက်ခတ်ခံရပြီးတဲ့နောက်မှာအကြမ်းဖက်စစ်ကြောင်းဟာကတားမျိုးဘက်ကိုဖွဲ့စည်းပုံ ပြက်ကထွက်ပြေးနေတာဖြစ်ပြီး KIA ပူးပေါင်းတပ်တွေကနောက်ကနေလိုက်လ ံတက်ခိုက်နေရလဲဖြစ်ပါရဲ့ရှင်ဒီတကမှာတော့အမေရိကန်ပြည်ထောင်စုဘော့စတွန်မြို့မှာဒေါန်ဆန်းစုကြည်ရဲ့တားငယ်ဖြစ်သူကိုထိန်လင်းနဲ့မြန်မာမိသားစုတွေတွေ့ဆုံကမြန်မာပြည်ကစစ်ဘေးသင့်ပြည်သူတွေအတွက်လူသားချင်းစာနာမှုအထောက်ပံ့တွေကိုပုံမရရှိစေဖို့ကြိုးပမ်းတဲ့လှုပ်ရှားမှုတွေကိုလှုပ်ဆောင်ခဲ့လို့သိရပါဗျာ အဲ့ဒီတွေ့ဆုံပွဲကိုပြည်သူ့ကွန်ရီအသင်း New England ကဦးစီးကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး Kim Aries ကလက်ရှိမြန်မာနိုင်ငံက စစ်ဘေးသင့်ပြည်သူတွေနေရက်စွန့်ခွာလာသူတွေကိုအရေးပေါ်အကူအညီတွေပေးနိုင်တဲ့အထောက်ပံ့တွေအပူဓာမြင့်လိုအပ်နေတယ်ဆိုတဲ့အကြောင်းတွေကိုပြောဆိုဆွေးနွေးခဲ့သလိုဖြစ်ပြီးမြေပြင်အထောက်ပံ့တွေပံ့ပိုးပေးနေတဲ့ project တွေအကြောင်းကိုလည်းမိတ်ဆက်မျှဝေပေးခဲ့လို့လည်းသိရပါဗျ။ဒါအပြင်ဒေါ်ဆန်းစုကြည်ရဲ့ပုံလူပကြီးကား၈ချက်ကိုတစ်ချက်ကိုအမေရိကန်ဒေါ်လာ1000နဲ့ຫນွေဥဒေါ်လာရဲ့ထောက်ပို့သူတွေက အားဖြင့်ပါဝင်ခဲ့ကြပြီး Kim Harris ကအမတ်တရလက်မှတ်ရေးထိုးပေးခဲ့လို့လည်းသိရပါဗျ။ Kim Harris လက်မှတ်ရေးထိုးထားတဲ့ဒေါ်ဆန်းစုကြည်ရဲ့မွေးနေ့ဆုတောင်းပြည်ရင်ကိုလည်းလေလံတင်ခဲ့ရမှာ American Dollar 2500နဲ့လေလံအောင်မြင်ခဲ့တယ်လို့လည်းပွဲစီစဉ်သူတွေစီကနေသိရပါဗျ။တွေ့ဆုံပွဲကနေရရှိတဲ့ရမုံငွေတွေကိုမြန်မာနိုင်ငံကစစ်ဘေးတွင်ပြည်သူတွေနေရစွန့်ခွာလိုက်ရသူတွေအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပို့ဆောင်ရာကိုအလုံးစုံစီစဉ်သွားမယ်လို့လည်းသိရပါဗျ။ ါရရှင်ဒီတခါမှာတော့မြန်မာနိုင်ငံကနေပြည်ပနိုင်ငံတွေကိုအလောက်ကန်နဲ့တွားရောက်မှုတွေအားလုံးကိုကန့်သက်စစ်စစ်လိုက်ပြီလို့စစ်ကောင်စီကပြည်ပအလောက်ကန်အေဂျင်စီတွေစီကိုတရားဝင်အသိပေးကြေညာလိုက်ပါတယ်စစ်ကောင်စီကဖေဖော်ဝါရီလ14ရက်နေ့ကနေစတင်ကပြည်ပအလောက်ကန်နဲ့တွားရောက်မှုတွေကိုရပ်ဆိုင်းလိုက်ပြီးရဲ့နောက်မှာမက်လာ10ရက်နေ့မှာတော့ ပြည်ကျေနိုင်ငံကူးလက်မှတ်နဲ့ပြပသွားမဲ့သူအလုံးအလို့သမားဝန်ကြီးဌာနရဲ့ခွင့်ပြုချက်မရှိဘဲ တွားရောက်ခွင့်မပြုဘူးလို့လည်းကြေညာခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မှာမတ်လ18ရက်နေ့မှာအလောက်ခေါ်စာအဟောင်းတွေကိုပြပစစ်လို့ပြီးမှာအလောက်ခေါ်စာအသက်ဓမ္မန်လက်တာအသက်တွေကိုစစ်စစ်ခွင့်ပြုပေးမယ်လို့လည်းအေဂျင်စီတွေကိုအကြောင်းကြားလာတာဖြစ်တယ်လို့လည်းသိရပါတယ်။လောက်သမားညွှန်ကြားရေးဦးစီနာကသတင်းမြင့်ပြောတာကတော့တလောက်ကိုအလောက်သမားတထောင်ဝန်းကျင်သာပြပကိုထွက်ခွာခွင့်ပြုမယ်လို့လည်းပြောပါတယ်။ဒါအပြင်ပြပအလောက်ကန်အေဂျင်စီတွေအနေနဲ့ မိမိဆေလွတ်တဲ့အလုံသမားတွေရဲ့အိမ်ကိုငွေပြန်ပို့မှုနိုင်ငံတော်ကလိုအပ်၍စင့်ခေါ်လာရင်အမိနိုင်ငံပြန်လာစေဖို့ခေါ်ဆောင်ပေးရမယ်ဆိုတဲ့ဝန်ခံချက်ကိုပါလှုပ်ဆောင်ရမယ်အခြေအနေရှိနေတယ်လို့လည်းအေဂျင်စီအတိုင်းအဝန်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရရှင့် ဆက်လက်ပြီးတော့အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံပြည်သူ့စစ်အဖွဲ့ပိုးမျိုးသားအဖွဲ့ချုပ် PNO PNA ကဗိုလ်ကြီးခွန်စော်ဟာရခိုင်တိုက်ပွဲမှာတေဆုံးသွားလို့တေဆုံးသူဗိုလ်ကြီးခွန်စော်ရဲ့မိတ်ဆွေတွေကရန်ကုန်ခေတ်တက်ကိုပြောပါရတယ်။ မလ15နေ့ကရခိုင်တိုက်ပွဲမှာဗိုလ်ကြီးခွန်စော်တေသွားတာဖြစ်ပြီးနိုင်ရဲရက်လယ်စွန့်တုပ်ကို ဖိတ်ကြားထားရလို့လဲဆိုထားပါဗျ။ဗိုလ်ကြီးခွန်စော်ဟာ PNO ပြည်သူ့စစ်အဖွဲ့ဝင်ဖြစ်ပြီးစီဇန်မြို့ဖရဲဖြူရက်ကွက်မှာနေထိုင်သူဖြစ်တယ်လို့လည်းသိရပါဗျ။စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာအကြမ်းဖက်စစ်ကောင်စီနဲ့အတူရှေ့တန်းစစ်မြေပြင်တွေမှာပူးပေါင်းပါဝင်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေတာဖြစ်တယ်လို့လည်းသိရပါဗျ။ ဒီတကမှာတော့တင်းသားရီတန်းတရက်ချောင်းမြို့နယ်ညောင်စင်ရွာနဲ့ရန်တောင်းရွာမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဒရုန်းနဲ့ဘုံကျဲတက်ခရမှာစစ်တပ်ဘက်က73ဦးထိခိုက်ဒဏ်ရာရှိခဲ့လို့ဒေါင်းညင်အောင်စစ်ကြောင်းကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါရယ်မလ6ရက်နေ့ကညောင်စင်ကျေးရွာမှာတက်ဆွဲနေထိုင်တဲ့အင်အား90ကျော်ခန့်ရှိတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လဲတဖွဲ့ဝင်တွေက drone နဲ့ဘုံကျဲတက်ခတ်ခဲ့တယ်လို့မလ9ရက်နေ့ကနေ9ရက်နေ့ထိရန်တောင်ကျေးရွာမှာတက်ဆွဲထားတဲ့အကြက်ဘက်စစ်ကြောင်းကိုတော်လဲတဖွဲ့ဝင်တွေက drone နဲ့ထပ်မံဘုံကျဲတက်ခတ်ခဲ့လို့လည်းသိရပါဗါးအဲလို drone နဲ့တက်ခတ်မှုအတွင်းအကြက်ဘက်စစ်တပ်ဘက်က73ဦးထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရပါဗျရှင် အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တဲ့ပုတ်ကတော့မန္တလေးတိုင်းတောင်သာမြို့နယ်ကကြေးရွာနှစ်ရွာကိုအကြက်ဘက်စစ်တပ်ကဆက်တက်လေထီနဲ့ဘုံကျဲတက်ခတ်ခဲ့တယ်လို့တောင်သာမြို့နယ်လူလူလှုပ်ရှားမှုကော်မတီကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်မလ15နေ့ကတောင်သာမြို့နယ်ကမကြီးချိုရွာနဲ့စီစုံကုန်းရွာကိုအကြက်ဘက်စစ်တပ်ကဆက်တက်လေထီနဲ့ဘုံဒီကိုလုံးကျဲချတိုက်ခတ်ခဲ့တာလည်းဖြစ်ပါရယ်အကြက်ဘက်စစ်တပ်ရဲ့ဘုံကျဲတက်ခတ်မှုတွင်ကျေးရွာအတွင်းနေအိမ်ချို့ပျက်စီးခဲ့ပြီး ပြည်သူတွေထိခိုက်မှုမရှိပေမဲ့လည်းနွားလေးကောင်တည်ဆုံးခဲ့လို့တောင်တာမြို့နယ်လူမှုလှုပ်ရှားမှုကော်မတီကတာဝန်ရှိသူတို့ကပြောပါရယ်ဒါအပြင်ပဲခူးတိုင်းရေတာရှည်မြို့နယ်ရွာသစ်ရွာကိုလည်းအကြက်ဖက်စစ်တပ်ကမီးရှို့ဖျက်ဆီးခဲ့တာကြောင့်နေအိမ်40ခန်းမီးလောင်ပြကျခဲ့ရလို့ဒေသခံပြည်သူတွေကပြောပါရယ်အဲလိုမီးရှို့ဖျက်ဆီးမှုကြောင့်ကျေးရွာအတွင်းကပြည်သူဝန်နေအိမ်39လုံးမီးလောင်ပြကျခဲ့ရပြီးနွားတင်းကုတ်3လုံးစပယ်ကြီး1လုံးလည်းမီးလောင်ပျက်စီးခဲ့ရလို့ ရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါအားဖြင့်ရန်ကုန်ခေတ်သစ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးတော့ကျေးဇူးတင်ပါတယ်ရှင်။ကျေးပါများပါ။